ဝင်းကင်းကသမီးငယ်လေးကိုစပင်တို့တက်ပြီးတော့ပဲများနေလို့လူပြောများနေတဲ့မိမိခင်ဆောင်ကိုဝင်းဆောင်ချိန်မှာဘာကြီးကလောင်းနဲ့အပြင်ပြင်ကဲနေခဲ့သလိုအခုသမီးလေးမွေးလာချိန်မှာလည်းစပင်တို့တက်ပြီးတော့ရှိုးထုတ်နေလို့ဝေဖန်ခံနေရသူကနာမည်ကြီးဆိုတော့နိနိခင်ဆောင်ပါမြမလူမျိုးတွေရဲ့အယူဆရမှာတော့ကိုဝင်းဆောင်နဲ့မိနိတဲ့တွေဟာဘိုက်ထင်ကခလေးလေးတစ်ခုခုဖြစ်မှာဆိုလို့ရင်သက်စွာနေရပါတယ်ဒါပေမဲ့ဆိုတော့နိနိခင်ဆောင်ကတော့ဒီလိုမဟုတ်ပါဘူးဒီကိစ္စအစောပိုင်းမှာကလည်းဘိုက်တလုံးနဲ့လာခေါ်တဲ့ညရှိုးပွဲတွေကိုမနာတဲ့လိုက်လံသိဆိုဖြောပြနေခဲ့ပါတယ် ဒါပြင်နောက်ထပ်လူပြောများစရာဖြစ်ရတဲ့အချက်ကတော့မိမိခင်ကတူတော့ပေါ်မှာဘိုက်ကြီးတစ်လုံးကိုပြူးနေအောင်ဖော်ကပြင်းကန်းလေးရှိရပါဒါကြောင့်လေတချို့သောသူတွေဆိုရင်ကလေးထွက်ကြရမယ်ဆိုပြီးတော့စားနောင်နေကြသလိုနိနိခင်းစောင်းနေနဲ့အချက်ကုန်တိတ်ခါမရှိပဲဒီလိုမျိုးကနေရလို့ဝေဖန်ခံနေရတာပါပြီးခဲ့တဲ့နောက်မှာတော့မမွေးခင်နောက်ဆုံးရက်ထိတော့တိတော့မှာဒေါ့နေကနေခဲ့တဲ့နိနိခင်းစောင်းဟာတမိုင်းရင်သွေးမိန်းကလေးသမီးလေးကာယံကိုမွေးဖွားနိုင်ခဲ့ကြောင်းကိုအသိပေးလာခဲ့ပါတယ်ဒီလိုနဲ့သမီးလေးတလားပြင်မွေးနေမှာတော့နိနိခင်းစောင်းကခင်မောတဲ့နဲ့တူသမီးလေးကိုချီက တကူးကြီးရွှေဘုံဖျားကိုသွားခဲ့ကြအောင်ပရိသတ်တွေကိုဓာတ်ပုံလေးနဲ့အသိပေးလာပါတယ်။ဒါပေမဲ့လည်းဓာတ်ပုံထဲမှာတော့နေခင်းဆောင်ဟာမွေးထားတာတလားတသာရှိသေးတဲ့သမီးလေးကိုသမီးတို့တွေတပ်ဖင်ကရှိုးထုတ်နေတာကိုမြင်တွေ့ခဲ့ရတယ်လို့ပြောပါတယ်။ဒါကြောင့်လည်းလူတွေကတော့နေခင်းဆောင်ဟာရှိုးထုတ်ပဲများဖို့မွေးခင်းစားသမီးလေးကိုဂိမ်းမဆိုင်ပဲသမီးတို့တက်ပေးရဆိုပြီးတော့လူပြောများနေတာပဲဖြစ်ပါတယ်။ဝေကင်းကသမီးငယ်လေးကိုစပင်တို့တက်ပြီးတော့ပဲများနေလို့လူပြောများနေတဲ့နီနီခင်းဆောင်ကိုဝင်းဆောင်ချင်းမှာဘာကြီးကလောင်းနဲ့အပြင်းကဲနေခဲ့သလို ်အခုတမီးလေးမွေးလာချိန်မှာလေးစပင်တူးတက်ပြီးတော့ရှိုးထုတ်နေလို့ဝေဖန်ခံနေရသူကနာမည်ကြီးဆိုတော့နိနိခင်ဆောင်ပါမြမလူမျိုးတွေရဲ့အယူဆရမှာတော့ကဝင်းဆောင်နေမီနီတွေဟာပိုက်ထဲကခလေးလေးတစ်ခုခုဖြစ်မှာဆိုလို့ရင်သက်စွာနေရပါတယ်ဒါပေမဲ့ဆိုတော့နိနိခင်ဆောင်ကတော့ဒီလိုမဟုတ်ပါဘူးနိနိခင်ဆောင်အစောပိုင်းမှာကလည်းပိုက်တစ်လုံးနဲ့လာခေါ်သမျှရှိုးဝဲတွေကိုမနာတယ်လိုက်လံသီးဆိုဖျော်ပြနေခဲ့ပါတယ်ဒါအပြင် နောက်ထပ်လူပြောများစရာဖြစ်ရတဲ့အချက်ကတော့နိနိခင်ဆောင်ကတိတော့ပေါ်မှာဘိုက်ကြီးတစ်လုံးကိုပြူးနေအောင်ဖော်ကပြင်ကန်လေးရှိရပါဒါကြောင့်လေတချို့သောသူတွေဆိုရင် ခလေးထွက်ကြရမယ်ဆိုပြီးတော့စနောင်နေကြတယ်လို့နင်းနီခင်ဆောင်နေနဲ့အချက်ကုန်တဲ့ခါမရှိပဲဒီလိုမျိုးကနေရလို့ဝေဖန်ခံနေရတာပါပြီးခဲ့တဲ့နောက်မှာတော့မမွေးခင်နောက်ဆုံးရက်ထိတော့တတော်မှာဒွန့်နေကနေခဲ့တဲ့နင်းနီခင်ဆောင်ဟာတမိုင်းရင်သွေးမင်းကလေးသမီးလေးကာယံကိုမွေးဖွားနိုင်ခဲ့ကြောင်းကိုအသိပေးလာခဲ့ပါတယ်ဒီလိုနဲ့သမီးလေးတလားပြင်မွေးနေမှာတော့နင်းနီခင်ဆောင်ကခင်မွန်းတဲ့နဲ့တူသမီးလေးကိုချင်းကတကူးကြီးရွှေတော်ဘုရားကိုသွားခဲ့ကြောင်းပရိသတ်တွေကိုဓာတ်ပုံလေးနဲ့အသိပေးလာပါတယ် ။ဒါပေမဲ့လည်းတပ်ပုံတွေမှာတော့နေခင်းဆောင်ဟာမွေးထားတာတလားတသာရှိသေးတဲ့သမီးလေးကိုသမီးတို့တွေတပ်ဖင်ကရှိုးထုတ်နေတာကိုမြင်တွေ့ခဲ့ရတယ်လို့ပြောပါရင်။ဒါကြောင့်လည်းလူတွေကတော့နေခင်းဆောင်ဟာရှိုးထုတ်ပဲများဖို့မွေးခင်းစားသမီးလေးကိုဂိမ်းမဆိုင်ပဲသမီးတို့တက်ပေးရဆိုပြီးတော့လူပြောများနေတာပဲဖြစ်ပါရင်။မွေးခင်းစားသမီးငယ်လေးကိုသမီးတို့တက်ပြီးတော့ပဲများနေလို့လူပြောများနေတဲ့နေခင်းဆောင်ကိုဝင်ဆောင်ချိန်မှာဗာကြီးကလောင်းနဲ့အပြင်ပြင်ကဲနေခဲ့သလိုအခုသမီးလေးမွေးလာချိန်မှာလည်းသမီးတို့တက်ပြီးတော့ရှိုးထုတ်နေလို့ဝေဖန်ခံနေရသူကနာမည်ကြီးဆိုတော့နေခင်းဆောင်ပါ မြန်မာလူမျိုးတွေရဲ့အယူဆရမှာတော့ကုန်းဝင်ဆောင်တဲ့အမီနီတွေဟာဘိုက်ထင်ကခလေးလေးတစ်ခုခုဖြစ်မှာဆိုလို့ငိတ်သက်စွာနေရပါတယ်။ဒါပေမဲ့ဆိုတော့ညီလေးခင်ဆောင်ကတော့ဒီလိုမဟုတ်ပါဘူး။ညီလေးခင်ဆောင်ဆောပိုင်းမှာကလည်းဘိုက်တစ်လုံးနဲ့လာခေါ်တဲ့ညရှိုးပွဲတွေကိုမနာတဲ့လိုက်လံတိဆိုဖျော်ဖြေနေခဲ့ပါတယ်။ဒါပြင်နောက်ထပ်လူပြောများစွာဖြစ်ရတဲ့အချက်ကတော့ညီလေးခင်ဆောင်ကတိတော့ပေါ်မှာဘိုက်ကြီးတစ်လုံးကိုပြူးနေအောင်ဖော်ကပြင်ပြကန်းလေးရှိရပါ။ဒါကြောင့်လေတချို့သောသူတွေဆိုရင်ခလေးထွက်ကြရမယ်ဆိုပြီးတော့စတော့နေကြတယ်လို့နိနိခင်ဆောင်နေနဲ့အချက်ကုန်သိခါမရှိပဲဒီလိုမျိုးကနေရလို့ဝေဖန်ခံနေရတာပါ ီကနေ့လမှာတော့မမွေးခင်နောက်ဆုံးရက်ထိတော့တိတော်မှာဒွန်နေကနေခဲ့တဲ့နိနိခင်ဆောင်ဟာသမိုင်းရင်သွေးမင်းကလေးသမီးလေးကာယံကိုဝေးဖွားနိုင်ခဲ့ကြောင်းကိုအသိပေးလာခဲ့ပါတယ်။ဒီလိုနဲ့သမီးလေးတလားပြင်မွေးနေမှာတော့နိနိခင်ဆောင်ဟာခင်မောတဲ့နဲ့တူသမီးလေးကိုချင်းကတကူးကြီးရွှေတဘုံဖျားကိုသွားခဲ့ကြောင်းပရိသတ်တွေကိုဓာတ်ပုံလေးနဲ့အသိပေးလာပါတယ်။ဒါပေမဲ့လည်းဓာတ်ပုံထဲမှာတော့နိနိခင်ဆောင်ဟာမွေးထားတာတလားတတားရှိသေးတဲ့သမီးလေးကိုသမီးတို့တွေတပ်ဖင်ကရှိုးထုတ်နေတာကိုမြင်တွေ့ခဲ့ရလို့ပြောပါတယ်။ဒါကြောင့်လေလူတွေကတော့နိနိခင်ဆောင်ဟာရှိုးထုတ်ပဲများဖို့ဝေကင်းစားသမီးလေးကိုဂိမ်းမဆိုင်ပဲ စပင်းတို့တက်ပေးတယ်ဆိုပြီးတော့လူပြောများနေတာပဲဖြစ်ပါတယ်